be free in Jesus soul and one မိတ်ဆွေတို့မင်္ဂလာပါ ဒီဒီချိန်မှာတော့စိတ်မနှံ့စေတဲ့ယောဂဟာနတ်ဆုရှိကနဲ့လာတယ်ဆိုတာကိုဝိညာဉ်ဗဟုဒရာတူနိုင်ရမြန်မာလိုဘာသာပြန် sharing လုပ်ပေးတာဖြစ်ပါတယ်ဒီနေ့စိတ်မနှံ့တဲ့ယောဂဟာ တိုင်းနိုင်ငံတိုင်းမှာ ရှိပါတယ် နေပေတိုင်းမှာရှိတယ်ဘာသာတိုင်းမှာရှိပါတယ်သို့တော်ဒီစိတ်မနှံ့ခြင်းဟာနတ်ဆုကြောင့်ဖြစ်တယ်ဆိုတာနားလည်နိုင်ဖို့ ਨੇ အဲ့ဒီစိတ်မနှံ့စေတဲ့နတ်ဆုကိုနင်ထုတ်လိုက်လို့ရှင် လူကပြန်လဲလူမြောက်လာနိုင်တယ်ဆိုတာတည်င်းကောင်းသိနိုင်ရဘာသာပြန်လိုက်ပါတယ် me took into your life but what is going on you people have mental problem ဒီတရားကို prophet ကပြောနေပါတယ် နင်းကတော့ငါ့ကိုမေကွန်းအများကြီးမေ့ချင်နေတာငါသိတယ်။ဒါပေမဲ့ငါကြူပြောပြရစေ။နင်းတို့ရှီမှာ စိတ်မနှံ့တဲ့ပြဿနာရှိပါတယ်။ Uh good morning church. မင်္ဂလာနံနက်ခင်ပါ။ကျွန်တော်ဝင်းစင်မိုယောပါ။ဇင်ဘာဘွေကလာတာ။ဒူဘိုင်။ဒူဘိုင်မှာနေပါတယ်။ What the man of God is saying is true. ဆိုတော့ prophet ပြောတာမှန်ပါတယ်တဲ့။ငါတို့ရှီမှာ စိတ်မနှံတဲ့ပြဿနာရှိတယ်ဆိုတာမှန်ပါတယ်တဲ့ဘလို့မှန်တာလဲနောက်ထောင်ကြည့်အောင် so much depressed နေမှာ so much depressed စိတ်တအယံကြက်တတ်တယ် other they cannot even talk တခါတလေမစကားမပြောဘဲနေတာ yes sir yes sir ဆိုတော့ဒီလိုမျိုးပါနော်ဟိုစိတ်တတ်တယ်ကြားနေတယ်စကားမပြောချင်ဘူးတယောက်တည်းနေချင်တယ်ဆိုလို့ရှင်ဒါကစိတ်တက်ကြတဲ့လက္ခဏာဖြစ်တယ် ဒီလိုချိန်မှာစာရန်ကအလွတ်လုံနေပြီဆိုတာလူမျိုးမရွေးပါတာမျိုးနားလည်ရမှာဖြစ်ပါတယ်ဆိုတော့ prophet ပြောတာမှန်တယ်တဲ့ဆိုတော့ prophet ဆိုတာမြင်သောသူလို့ခေါ်တယ်ဓမ္မရာဆိုရင်ပထမစာအခန်းကြီး9အငယ်9အဖက်အခန်းကြီး၄အငယ်37မှာဘုရားတခင်က သူ့ရဲ့ prophet ကိုဆက်လုပ်ပြီးမှမို့တော်ဆောင်ခိုင်းတာရှိတယ်ဆိုတော့အဲ့ဒါကြောင့် prophet ကမြင်သောသူဖြစ်တဲ့အတွက်ဒီပြဿနာကိုမြင်ခွင့်ရတာဖြစ်တယ် even my brother now is taking drugs because so ကျွန်တော်အခုတယောက်ကအခုမှဆက်တော့နေရတယ်ဘာဖြစ်လို့လဲစိတ်မနှံ့တဲ့ပြဿနာရှိလို့ of mental problem yeah mental problem စိတ်မနှံ့တဲ့ပြဿနာဟုတ်တယ်လို့ပြောတော့ဟုတ်ပါတယ် brother of us uh who actually uh ran med so ever since that time သူရဲ့အခုတယောက်က ran med စိတ်မနှံ့ဖြစ်သွားပါတယ် uh they've been Uh, challenges in our family. ကျောအဲ့လိုဆင်မနှမ်းတဲ့ဖြစ်လာတဲ့အခါမှာငါတို့မိသားစုမှာပြဿနာနဲ့ကြုံရပါတယ် depression uh depression စိတ်တက်ကြတယ် anxiety you too you feel confused you too you feel confused နင်းလေဇွေဇွာဖြစ်တယ် you are doing in what နင်းဘာလို့လို့နေတာစိတ်မကြည်မလင်ဖြစ်တယ် i do sometimes i'm confused i don't ဟုတ်တယ်ကျွန်တော်တခုခုလုပ်နေတယ်တခါတည်းကျွန်တော်ကြောင်သွားတယ် what to do uh to a point where by um uh i've got a wife you told her you don't want သူမမင်းပါရှိတယ်ဒါပေမဲ့စိတ်မနှံ့ဘူးဒီတယောက်ကဟာယောက်ျားလို့တယ်လို့စိတ်မနှံ့ဘူးဘာဖြစ်တယ်လဲစိတ်မနှံ့တဲ့ယောက်ျားမင်းမရရင်ဘာဖြစ်လဲနောက်ထောင်ကြည့်အောင် disturb you what the man of god is saying is true uh because it came to a point where I actually told my wife that I'm no longer interested. Uh သူကပရိုဖက်ကဘာပြောလဲဆိုတော့နေဟာနေမိမကိုနေကနောက်ဆက်တဲ့မိမပဲလို့ပြောတယ်။ပရိုဖက်ပြောတာမှန်တယ်။တခါတလေကျွန်တော်ကျွန်တော်မိမကိုစိတ်ဝင်စားတော့ဘူး။ဆိုတော့အရန်ကိုအန်တေရှိတာဖြစ်တယ်။သူများတာတမီလည်းယူထားတယ်။စိတ်မစိတ်မနှံ့တဲ့ယောဂဝင်လာတဲ့အခါအဲသူများတာတမီကိုစိတ်ဝင်စားတော့ဖြစ်လာတယ်။အာဒီစိတ်မနှံ့တဲ့ဖြစ်စေတဲ့နတ်ဆုကတော်တော်ဆိုးတယ်။ with things that I could not even explain. အဲ့တော့ဘာဖြစ်လို့မိမကငါစိတ်ဝင်စားဘူးလို့ဆိုတော့ငါမဖြစ်ချင်းတတ်ဘူး။ We got separated. We got separated. ငါတို့နေရာကွဲသွားတာ။ Uh she went to Kuwait. I was in Dubai. ကျွန်တော်မိမကကူဝေးနိုင်ငံသွားလိုက်တယ်ကျွန်တော်ကဒူဘိုင်းမှာလွတ်လွတ်ခဲ့တယ် Later on I realized that what I did is wrong No မကျွန်တော်ကပြန်တတိလေတာတယ်ဟင် ငါမိမကိုဝိတော်ခန့်လိုက်တယ်ငါကဒီမှနေတယ်ငါလှုပ်တာမားတယ်ဆိုတော့ပြန်တတိရတယ်ဆိုတော့မနှက်မှုဆိုတော့ပြောတာနှက်တစ်ချက်မနှက်တစ်ချက်ရကိုစိတ်မနှက်တဲ့ယောဂဘယ်လိုကြောင့်ဖြစ်တာလဲနှက်ဆိုးကြောင့်ဖြစ်တာအဲ့တော့ဖျားသခင်ရဲ့ prophet ကနှက်ဆိုးကိုမကြခင်နေထုတ်မှဖြစ်ပါတယ်ဆိုတော့ဒီနှက်ဆိုးဝင်လို့ချင်းစိတ်မနှက်ဖြစ်တယ်ဆိုတာကိုအဲရှမကုအခန်းကြီး9မှာဖတ်လို့ရပါတယ်နှက်ဆိုးတွေဝင်တာ များလို့ရှင်လူကစိတ်မနှက်ဖြစ်တတ်ပါတယ် I apologize အဲ့တော့ကျွန်တော် စိတ်နှံ့လာတဲ့အခါဘယ်လိုပါသာပြန်လိုက်မယ်နော်စိတ်နှံ့လာတဲ့အခါမိမကိုပြန်တောင်းပန်တယ် so we just recently um get to uh, together အဲ့ဒါနဲ့မကြာခင်တော့ကပဲငါတို့လင်မယအတူတူပြန်နေကြတာ things are not moving things are not going that things are not moving ဘာလို့လို့မအောင်မြင်ပါဘူးဒီနတ်ဆိုးဟာစိတ်မနှံ့စရာတခုပဲမကဘူးဘာလို့လို့မအောင်မြင်စရဲကောင်းကြီးကိုလည်းဟန်တားနိုင်တာဖြစ်ပါတယ် uh, we are confused. There's something that to just come and uh, telling me to do some decisions that are not even normal. Because so uh, the uh, confused. ဘာလို့လို့လို့ရမှာမသိဘူးကြည်ကြည်လေးနေအဲ့လိုမျိုးမဖြစ်ဘူးပေါ့နော်။နောက်နောက်ကြီးဖြစ်တယ်။အဲပြလို့ရှင်ဒီဆုံးဖြတ်ချက်ချတာလည်းပဲမမှန်ကန်မှုဖြစ်တယ် mentally you are disturbed mentally you are disturbed နေဟာ အာဒီစိတ်မနှံ့တဲ့ဝေဒနာကိုအာနဲ့နင်ကနင်ကနောက်ဆက်ခံရတာဖြစ်ပါတယ်လို့ prophet ကပြောပါတယ် Yes sir what you saying is very prophet ပြောတာမှန်ပါတယ်တဲ့စိတ်မနှံ့စေတဲ့အရာကကျွန်တော်ကိုနောက်ချက်နေတယ်ဆိုတာမှန်ပါတယ်တဲ့ because sometimes i don't even uh, know what i'm saying or what I'm ဘာဖြစ်လို့လဲဆိုတော့တခါတည်းကျွန်တော်ဘာပြောနေလို့ပြောမှမသိဘူးဖြစ်နေတယ်ပြောတော့ပြောနေတယ်ဘာကိုပြောနေမှမသိဘူးတဲ့ I only realize it later ဒါပေမဲ့နောက်မှကျွန်တော်တတိပြန်လေးလာတယ်ဟေးအခုနငါဘာတွေဆောက်ပြောနေတာလဲဒါကြောင့်စိတ်မနှံ့တဲ့လူတွေနဘေးမှာတတ်ထိုင်လို့ရှိရင်ဘူး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 ပြောနေတာသူတို့မသိဘူးနောက်မှစိတ်စိတ်နှက်လာတာကကျတော့အဲပြန်ရေးလာတာဘာဖြစ်လဲဒါနတ်ဆူကြောင့်ဖြစ်တယ်မာနတ်ကို prophet ကနင်ထုတ်ပေးမှဖြစ်တယ်ရှမာတဲ့အခန်းကြီး30ငယ်1မှာလူထဲမှာရှိတဲ့နတ်ဆူကိုယေရှုနာမနဲ့နင်ထုတ်ဖို့အခွင့်အာဏာကိုတမန်တော်တွေကိုပေးတယ်ဒီနေ့ယုံကြည်သူတွေကိုပေးတယ် prophet တွေကိုပေးတာဖြစ်တယ် ဒီနတ်ဆုပ်ကိုနင်ထုတ်တာကိုကျွန်တော်တို့ဆက်ပြီးမှကြည့်ကြရအောင် It is well it is well with It is well ဒီပါနတ်ဆုပ်ထတာအပနာပြ Have your peace. In Jesus' name. ဒီဘာသာပြန်တာကဒီမှာယနာမှာဖြစ်ပါတယ်။ဒါကြောင့်ကုမိတစုထဲမှာကုမိတ်စုတွေထဲမှာကုအတိုင်းဝန်ထဲမှာစိတ်မနှမ်းတဲ့လူရှိလို့ရှိရင်ဟိုဘဝကအကုသူအကုသူကြောင့်လည်းမဟုတ်ဘူး။နတ်ဆိုးကဝင်ထားပြီးမှနောက်ဆက်တာဖြစ်တယ်။အဲ့ဒါမျိုးပြဿနာရှိလို့ရှိရင်ဘာသာတူတာ မတူတာရေးမကြည့်ဘူး။ပရော့ဖက်ရှင်ကိုခေါ်သွားနတ်ဆိုးကိုနင်ထုတ်လိုက်လို့ရှိရင်အဲ့ဒီလူကငကုပဂတိဘဝကိုရမှာဖြစ်တယ်။ ari logo nagubugdi bwa ya se chine solo shen di prophet isho khotwa ba khotwa de